လက်ရှိကြားပြည်နယ်မှာတော့ဆေးပေါ်ဆောင်နေတဲ့နေရာအပိုင်းက၃ပိုင်းလောက်ရှိနေပါတယ်။တနင်္လာကတော့ဒီဖေခုံမိုးပြင်းအင်းရဲ့အနောက်ဖက်ခြမ်းလက်အိတ်လက်တင်ပတ်ဝန်းကျင်မှာရှိနေတဲ့ဒေသဘောရံနဲ့ဒီတောင်စလုံးစတဲ့ကြွားတွေအနီးမှာ KNDF နဲ့အပေါင်းပါတွေနောက်ပြီးတော့ဒီအင်းလေး PDF ဖေခုံ PDF မိုးပြင်း PDF စတဲ့ PDF အများအပြားကဖေခုံအင်းရဲ့အနောက်ဖက်ခြမ်းကိုပြန်လည်ပြီးတော့လာရောက်စုဖွဲ့မှုတွေပြုလုပ်နေပါတယ်။အဲဒီလိုလာရောက်စုဖွဲ့မှုတွေပြုလုပ်နေရတဲ့အတွက်တိုက်ပွဲတွေဖြစ်ပေါ်နေပါတယ်။ ။နောက်ထပ်တနေရာကတော့ဒီမော့ဆိုပရိုဆိုပေါ်လည်းခဲလမ်းမိုင်းပဲဖြစ်ပါတယ်။ဒီမော့ဆိုကိုထင်းကျုပ်ပြီးတဲ့နောက်တက်မော့စစ်ကြောင်းတွေကပရိုဆိုကိုတွားရောက်ပြီးတော့ချိန်ဆက်နိုင်ခဲ့တယ်။ပရိုဆိုကိုချိန်ဆက်နိုင်ခဲ့ပြီးတဲ့နောက်ပရိုဆိုကနေပေါ်လည်းခဲလမ်းမိုင်းကိုတက်မော့စစ်ကြောင်းတွေကနေမြရှင်းလေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ပရိုဆိုဘောလကဲလမ်းမိုင်းကိုနေနေရှင်းလင်းရေးဆောင်ရွက်မှုကိုတော့ပြီးခဲ့တဲ့အောက်တိုဘာပထမပတ်လောက်ကလေးကကြီးတက်နေတာပဲဖြစ်ပါတယ်။အခုဒီနေ့ရက်နေ့မှာတော့ပရိုဆိုနဲ့ဘောလကဲရဲ့ဈာမှာရှိနေတဲ့နန်းဖဲရွာမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ နမ်ဖဲရွာဆိုတာကတော့ဒီဘောလခဲနဲ့အနီးဆုံးကိုရောက်ရှိနေပြီလို့ဆိုရမှာဖြစ်ပါတယ်။ဘောလခဲနဲ့နမ်ဖဲရွာက9မှ10မိုင်ဝန်းကျင်သာကွာဝေးပါတော့တယ်။နမ်ဖဲရွာရဲ့အလွန်မှာတော့ဒီနမ်ဖဲတမရီစစ်ကန်ဟောင်းတစ်ခုရှိတယ်။နောက်ပြီးတော့ဒီဆက်လဲလုံစကန်ဟောင်းတွေတစ်ခုရှိကြပါတယ်။ဒီစကန်တွေကိုတော့အကျန်းဖက်သမားတွေကပြီးခဲ့တဲ့2023ခုနှစ်ထဲမှာတီလီလုံစစ်စင်ရေးနဲ့တူတိုက်ခတ်ပြီးတိုင်ပိုက်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘောလခဲမှာတော့တမရီနေမီကန်တိုက်ရင်းတွေရှိနေသေးတာဖြစ်တဲ့အတွက်ခရူဆိုကနေခြေတက်လာတဲ့တမရီစစ်ကြောင်းတွေနဲ့ ဒါထဲမှာထက်တော့ဖို့ကြိုးစားနေတယ်မာဝေဥဆောင်တဲ့ KNDF နဲ့အပေါင်းဘော်တွေနဲ့ဖြည့်ရတဲ့ပွဲတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။နောက်ထပ်တနေရာကတော့ဒီမော့ဆိုးရဲ့အနောက်ဖက်ခြမ်းဒီတောင်ငူလိပ်တို့လမ်းပိုင်းမှာပဲဖြစ်ပါတယ်။တောင်ငူလိပ်တို့လမ်းပိုင်းကိုတော့ကျမ်းပသမားတွေကဆက်လက်ပြီးတော့စုဖွဲ့နေတယ်ပဲဖြစ်ပါတယ်။မော့ဆိုးကိုတော့တမ်းမိုကပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်ပေမဲ့မိုးပြဲဖေကုံနဲ့ဒီမော့ဆိုးကဆုတ်ခွာသွားတဲ့အဖွဲ့တွေကဒီဖေကုံအင်းအနောက်ဖက်လက်ဤလက်တင်ပြီးကင်းဒေသတွေနောက်ပြီးတော့မိုးပြဲနဲ့ဒီမော့ဆိုးရဲ့အကြမ်းနန်းဖေကုံကနေအတွင်းထဲမှာရှိနေတဲ့ဒီကျက်ဖတောင်တကျော် နန်းဆိုင်ခဲတကြောဒီပတ်ဝန်းကျင်တွေမှာအကျန်းဖက်သမားတွေကစုဖွဲ့မှုတွေပြုလုပ်လျက်ရှိပါတယ်။ဒီမော့ဆိုရဲ့ဒီပတ်ဝန်းကျင်မှာတော့အကျန်းဖက်သမားတွေအရင်ကဝင်ရောက်ဖို့စုဖွဲ့မှုတွေပြုလုပ်နေပေမဲ့တမ်းတော်ရဲ့နေမိကတရင်တက်ဖွဲ့တွေက မြို့တွေရွာတွေအနည်းကိုဝင်ရောက်စိတ်ဝင်စားဖို့တောက်လျှောက်ထားကြမှာကွာကင်းထောက်ပြီးနေမိရှင်လေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် KNDF နဲ့အပေါင်းပါတယ်ဒီမော့ဆိုမြို့ကိုပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့စီရေးညီမှန်းချက်ကတော့ပြတ်သွားပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းအကျန်းဖက်သမားတွေကဒီမော့ဆိုရဲ့အနောက်ဖက်ခြမ်း ပြောမယ်ဆိုရင်တော့ဖေခုံမိုးပြဲဒီမော့စုရဲ့အနောက်ဖက်ပထောင်ရွာတွေရှိပါတယ်။ပြီးကင်းတို့လက်ဤလက်တိန်တို့ရွာတွေမှာကျမ်းဖက်သမားတွေကအများဆုံးစုဖွဲ့နေကြတာဖြစ်ပါတယ်။အဲဒီကနေမှဒီတောင်ကိုလိပ်တူရာတို့လမ်းခွဲကနေတဆင့်ဒီမော့ဇိုအကြည့်ကိုတော့တမလော့ကမထိုးဖောက်နိုင်သေးဘူးဖြစ်ပါတယ်။ဒီမော့ဇိုနဲ့တောင်ကူလမ်းမိုင်းကတော့အဲဒီတောင်ပိုင်းနဲ့စစ်ဌာနချုပ်ထိန်းချုပ်ရာတောင်ပိုင်းနဲ့စစ်ဌာနချုပ်ရဲ့လက်အောက်ခံနေမိကန်တရင်တပ်ဖွဲ့တွေထိန်းချုပ်ရာဒေသတွေဖြစ်ပေမဲ့ဒီလမ်းကြောင်းကိုတော့တမလော့ကစီရေးအရာထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိသေးပါဘူး။ဒါအပြင်ဒီတောင်ပိုင်းနဲ့စစ်ဌာနချုပ်တပ်ပခါရဲ့အမိသုံးမှာရှိနေတဲ့ စစ်တောင်းမြေရဲ့အရှိဘက်ချမ်းဒေသတွေမှာလည်းအကြမ်းဖက်တွေပြင်လက်နက်ကိုင်တပေါ် KNU နဲ့အပေါင်းပါတွေ NGP တွေအုပ်စုတွေကတောင်းချောက်ဆိုသလိုစေပေါ်ဆောင်တာတွေပြုလုပ်နေပေမဲ့တိုင်းစစ်ဌာနချုပ်ကြီးရဲ့အနည်းဆုံးမှာရှိနေတဲ့နေရာတွေမှာပဲအကြမ်းဖက်သမားတွေကစစ်တောင်းမြေကိုအကာအကွယ်ယူပြီးတော့စေပေါ်ဆောင်နေကြတယ်လည်းဖြစ်ပါတယ်ဆိုတော့အခုလက်ရှိကြားပြင်းနေတဲ့ပတ်သက်တဲ့တင်းကိုပြန်ဆက်ရရင်တော့ပြီးခဲ့တဲ့နိုဝင်ဘာပထမပတ်လောက်ကစပြီးတော့ဒီဖေခွန်အင်းရဲ့နောက်ဖက်ချမ်းမှာရှိနေတဲ့ တောင်စလုံးမြောက်ဆက်လုံးနောက်ပြီးတော့ဒီဘောရန်စားရရွာတွေမှာဂျက်ဖက်သမားတွေလာရောက်ပြန်လဲစိုးပွက်မှုတွေပြုလုပ်နေပါတယ်။အဲဒီတွေပယ်ဝအမျိုးသားခေါင်းဆောင်ယူအောင်ခန်းထီရဲ့ဒီပီအန်နိုအဖွဲ့တွေတိုးဒီတူစီအဖွဲ့တွေနဲ့အတူကောင်းမဲသိန်းဝင်းညင်လောက်ကနေစပြီးတော့လွယ်လုံးအဲဒီကနေဒီတောင်စလုံးစားရရွာတွေအထိကိုနေမရှင်လေးတွေဆက်လက်ဆောင်ရွက်နေပါတယ်။ဒီလိုနေမရှင်လေးတွေဆောင်ရွက်နေတာဖြစ်တဲ့ KNDF နဲ့အပေါင်းပါတွေ NUG လောက်ကံ PDF တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပါတယ် ဒါပေမဲ့ဒီရဲ့ပိုင်းမှာဒီတိုးအမျိုးသားအဖွဲ့က PNU အဖွဲ့တွေနဲ့တမ်းတော်ရဲ့နေမိကန်တရင်တပ်ဖွဲ့တွေနဲ့နေမိရှင်ကြီးဆောင်ရွက်မှုတွေကြောင်းအကြမ်းဖက်သမားတွေကလက်တင်ရွာကနေတဆင်လက်အီရွာဘက်ထိပြန်လည်ဆုတ်ခွာနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဖေကုံမိုးရဲတကြောကိုတော့တမတော်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်ပေမဲ့အကြမ်းဖက်သမားတွေကဒီလွယ်မှာရှိနေတဲ့ပထောင်ရွာတွေမှာစုဖွဲ့ပြီးတော့ပြန်လည်အင်အားစုဖွဲ့တယ်၊လက်နက်ခဲယံစုဖွဲ့တယ်၊တွေ့တဲ့ကျမကြီးဆောင်းရှောင်းမှုတွေကိုစုဖွဲ့ပြီးတော့ပြန်လည်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ပြောရရင်တော့ဒီနိုင်ငံတော်အကြီးအကဲတွေကပြုလုပ်မယ်ရွေးကောက်ပွဲကိုနှောက်ယှက်ရေးထေကုံမိုးပြဲဒေတာတကြောမှပြန်လဲစုဖွဲ့နေကြတာပဲဖြစ်ပါတယ်။လက်ရှိဆောင်ရွက်နေတဲ့အခင်းအကျင်းတွေအတိမပြုနိုင်တဲ့သတင်းတွေအရာတော့ဖေကုံရင်မိုးပြဲရဲ့ဒီမိုးဆူရဲ့ကိုအကျဉ်းဖက်သမားတွေကပြန်လဲစိတ်ဝင်ပြီးတော့နိုင်ငံရေးမတည်ငြိမ်မှုဖြစ်တယ်ဆိုရဲပြရုပ်တစ်ခုကိုပေါ်ဆောင်မှုမာဝီဥဆောင်တဲ့အဖွဲ့တွေခူဦးတွေခူရီတို့ဥဆောင်တဲ့အဖွဲ့တွေကစီးပေါ်ဆောင်မှုပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေတော့ကြားသိရပါတယ်။ ်ရှိကြရသည့်နဲ့အခင်းချင်းကိုပြန်ကြည့်ရင်တော့ Proso ဘာဖားဆောင်တဲ့ဒီမော်ချီဒေတာတွေမှာစုဖွဲ့နေတဲ့အကြံဖက်တွေကတစ်ဖွဲ့ဒီမော်ဆိုးနဲ့ဖဲကိုမိုးရင်းအင်းရအနောက်ဖက်ချမ်းမှာစုဖွဲ့နေတဲ့အဖွဲ့တွေကတစ်ဖွဲ့အဖွဲ့နှစ်ဖွဲ့ကစီပေါ်ဆောင်နေကြတာဖြစ်ပါတယ် KNDF ရဲ့အကြီးပိုင်းတွေကတော့ထိုင်းမြန်မာနယ်စပ်အနီးမှာပဲတွားရောက်ပြီးတော့ဟိုဘက်နယ်စပ်မြင်းကူလိုက်ဒီဘက်နယ်စပ်မြင်းကူလိုက်နဲ့တစ်ဖက်ကထိုင်းနိုင်ငံကိုတွားရောက်ပြီးအလူခံတာတွေရှိတယ်ထိုင်းနိုင်ငံမှာရှိနေတဲ့ထိုင်းနိုင်ငံနယ်စပ်အနီးမှာရှိနေတဲ့ဒုက္ခသည်ဆွမ်းကလူငယ်တွေကိုတွားရောက်စီးအောင်တာတွေလည်းပြုလုပ်ခဲ့ပါတယ် ဒီကရဲလာတွေကပဲဒီကရင်တရက်ကမာဝီကပြင်းပြင်းကျင်းနေပြင်းနေမှာရှိတဲ့ဒေသတွေအပြင်ဆက်ကြီးတွေအခွန်ခရတွေနဲ့တန်ပေါင်းများစွာရရှိရဆိုတဲ့ကြေညာချက်တွေလည်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ရေပြင်မှာတိုက်ခိုက်နေတဲ့ကရင်ဒီလက်နက်ကန်အဖွဲ့တွေကတော့အငငက်အပြက်ပြက်နဲ့ပဲထောက်မှုအဖွဲ့တွေကစီတလုံးရဖို့ဒါရည်ဒီတဘူးရဖို့ကိုကြိုးကြိုးဆာဆာဆောင်ရွက်နေကြရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိကြားပြည်နယ်ကိုဝင်တဲ့လမ်းတစ်ခုဖြစ်တဲ့ဒီတောင်ငူလိပ်တို့ဓမိုးစုလမ်းကိုမထိန်းချုပ်နိုင်သေးတဲ့အတွက်အကြမ်းဖက်သမားတွေကပြောရမယ်ဆိုရင် အင်းဒီလက်နက်ကန်အဖွဲ့တွေကရွာသားအတွင်နဲ့ပဲတောင်ငူလိပ်တူရာတို့လမ်းကြောင်းကိုအုံမြုပ်နေကြတာပဲဖြစ်ပါတယ်။ဒီလမ်းကြောင်းကိုမထိန်ချုပ်နိုင်သေးသေးရေးကတော့ဒီမော့ဆိုပတ်ဝန်းကျင်နဲ့ကင်းဒီပြည်နယ်မှာရှိနေတဲ့ PDF တွေရဲ့တောင်မြုပ်ကိုဖျက်တောက်နိုင်မှာမဟုတ်ဘူးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကင်းဒီပြည်နယ်ကိုဝင်တဲ့ဧရာပြည်နယ်ကိုဝင်တဲ့လမ်းပိုင်းမှာဒီရှမ်းပြည်နယ်နဲ့ချန်ကရနယ်စပ်အနီးကချိတ်ဆက်ထားတဲ့ကလောပင်လောင်ဖေကိုမိုးပြဲလမ်းနဲ့တောင်ကြီးလွိုင်လင်းစီတိုင်းအဲဒီနောက်ကနေလွိုင်ကောလမ်းကြောင်းကိုတက်မလို့ကသုံးမှုထားပြီးဖြစ်ပေမဲ့ နောက်ထပ်ခြေတောင်းကြီးတစ်ခုဖြစ်တဲ့တောင်ငူဒမောဆိုလမ်းပိုင်းကကျန်နေသေးတာဖြစ်ပါတယ်။ဒီလမ်းကြောင်းကိုတော့ဒီဒမောဆိုကိုထိန်းချုပ်ပြီးအတွင်ထဲမှာရှိနေတဲ့ပရိုဆိုဘောလခဲရာတဲ့အဲ့တော့ဖားဆောင်မော်ကြီးတွေကိုတော့ဖြတ်တော့ထားနိုင်ပြီဖြစ်ပေမဲ့ဒမောဆိုကဆုတ်ခွာသွားတဲ့အဖွဲတွေကဒီတောင်ငူဘလိတ်တို့ဂျာတို့လမ်းပိုင်းမှာပြန်လည်စုဖွဲ့နေကြတာဖြစ်ပါတယ်။တောင်ငူဒေသအထိတောင်ငူတက်နယ်အထိဝင်ရောက်ပြီးတော့စစ်တောင်းကြီးအရှိတ်အချံရွာတွေအထိဝင်ရောက်ပြီးတော့ ပါနေခတဲ့တဲ့အဓိကကတော့စေဝါတည်ဆောင်မှုတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ကောင်ကုန်နဲ့ဒီမော်ဆိုလမ်းပိုင်းမှာကြာတော့တမန်တော်ရဲ့နေမိကန်တိုက်ရင်တက်ဖွဲ့နဲ့ကင်းစကန်တချို့သာရှိပါတယ်။ဒီနေမိကန်ကင်းစကန်တချို့အနေနဲ့လည်းဘေးပဝင်ချင်မှာကျန်းဖက်သမားတွေသွာလာနေတဲ့အတွက်ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့အခြေအနေမျိုးရှိပါတယ်။ဒါကြောင့်တောင်ကုန်လိတ်တို့ဒီမော်ဆိုလမ်းပိုင်းကကျန်းဖက်သမားတွေတုံးညင်နိုင်တုံးတရားမရှိတရားမရှိသွာလာဝင်ရနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေဒီမော်ဆိုဖေကုံကနေတိုက်ထုတ်ခံရတဲ့အဖွဲတွေအတူအပြက်တွေဖြစ်နေတဲ့အဖွဲတွေက ဒီပီကင်းလက်ဣလက်တိန်နဲ့ဘိတ်တော်ဝင်ရှင်ကရှိရရွာတွေမှာပြန်လဲစုဖွဲ့ပြီးတော့တင့်ဝင်နေကြတာပဲဖြစ်ပါတယ်။မျိုးဝရက်ွက်တွေကိုတမောကထိန်းချုပ်ထားတယ်ဖေခုံရောမိုးပြေရောမျိုးဝရက်ွက်တွေကိုထိန်းချုပ်ထားတယ်ဆိုပေမဲ့ကျန်ဖက်သမားတွေကဘိတ်ပဝင်ကျန်မှာစုဖွဲ့မှုတွေပြုလုပ်နေကြရဖြစ်ပါတယ်။ဘယ်လိုမျိုးရရှိဖက်ချမ်းမှာဆိုရင်လည်းကျန်ဖက်သမားတွေစုဖွဲ့နေတယ်စကန်တစ်ခုကလည်းအနည်းဆုံးမှရှိနေပါတယ်။ဒါပေမဲ့လည်းလက်ရှိကရားပြည်နယ်အခင်းကျင်းကိုပြန်ကြည့်ရင်တော့အခုဒီ Fruzo Bolakhe လမ်းမကိုသွာလာဖို့အတွက်ကန့်သက်ထားတယ်ဆိုပြီး KNDF ကကြေညာထားပါတယ်။ ဒီနေ့နိုဝင်ဘာ6ရက်နေ့ကစတင်ပြီးတော့ဒီဒမောဆိုပရိုဆိုဘောလခဲလမ်းမိုက်ကိုအသုံးမပြုဖို့အတွက်ကန့်သက်ထားတာဖြစ်ပါတယ်ပရိုဆိုကနေထွက်လာမယ်ဆိုလို့ရှိရင်မာခရိုရှီထားလဲနန်ဖဲကနေတစ်စင်းဒီပရိုဘောလခဲအထိကိုကန့်သက်ထားတာပဲဖြစ်ပါတယ်တမောဆစ်ကြောင်းတွေကဒီထားလဲပတ်ဝန်းကျင်မှာရှိနေတဲ့ပထဝီအနေထားအရာအကြမ်းဖက်တွေဝိုင်းဝန်းတိုက်ခိုက်နိုင်နေဆိုတဲ့နေရာတွေကိုကျော်လွှားပြီးတော့အခုဆိုရင်ဘောလခဲအထိကိုကြီးတက်နေတာပဲဖြစ်ပါတယ်နန်ဖဲရွာနီးမှာတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့တည်င်းကိုကြားသိရတယ် တမောဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဒီကလနဲ့ကြီးပစ်ခတ်မှုတွေနဲ့နေနေရှင်းနေဆောင်ရွက်နေတယ်လို့သိရပြီးတော့ဘောလက်ခဲမှာရှိနေတဲ့နေပြည်တော်တိုက်ရင်တပ်ဖွဲ့တွေကလည်းအကျန်းဖက်သမားတွေစုဖွဲ့နေရတွေကိုလည်းလက်နက်ကြီးနဲ့ပစ်ခတ်ပြီးရှင်းရှင်းရှင်းပေးနေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်မလို့တမောစစ်ကြောင်းတွေကမကြခင်ရပိုင်းအတွင်းဘောလက်ခဲတိကိုခြိတက်ပြီးတော့ချိန်ဆနိုင်တော့မှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီကြရားပြည်နယ်ရဲ့အဓိကအလို့စီလမ်းကြောင်းကြီးဖြစ်တဲ့ Brightor, Demonso, Cruzo, Borkele မှာကြီးကိုတမောကအပြည့်ဝထိန်းချုပ်သွားနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒီလိုထိန်းချုပ်ထားနိုင်မယ်ဆိုရင်တော့အပြင်ဘက်မှာရှိနေတဲ့ဖားဆောင်နဲ့မော်ချီဖားဆောင်မှာရှိနေတဲ့ခမရ135နဲ့134တိုက်ရင်းတွေတော့ရှိပါသေးတယ်။အကြမ်းဖက်သမားတွေကလည်းဒီဖားဆောင်နဲ့မော်ချီဒေသတွေမှာစုဖွဲ့ပြီးတော့ရန်ပုံငွေရှာဖို့တိုက်ပွဲပေါ်ဆောင်ပြီးတော့ဒီအလူငွေတွေရရှိကြိုးစားနေကြတာလည်းရှိပါသေးတယ်။တောင်ကူလမ်းမိုင်းမှာတော့ကင်းအန်ပြည်တစ်ကအဖွဲ့တွေရှိနေပါတယ်။ကင်းပြည်တစ်ကအဖွဲ့တွေကတော့တမတော်စစ်ကြောင်းနေနဲ့လည်းထိတွေ့တိုက်ပွဲတွေမဖြစ်ပွားဘူး။ KNDF ကအဖွဲ့တွေနဲ့လည်းထိတွေ့တိုက်ပွဲတွေမဖြစ်ပွားဘဲနဲ့ဂျားနေအနေနဲ့ရှိနေတာပါ။ ဒါပေမဲ့ဒီကံပစ်စ်ထိန်းချုပ်ထားတဲ့နေရာတွေကနေပဲဒီမော့ဆိုးမှာရှိနေတဲ့ပြင်းနေပြင်းနေမှာရှိနေတဲ့ပထောင်တွေဘဒူတွေကယန်းတွေကရောတွေအားလုံးရဲ့လိုအပ်တဲ့လက်နက်ခရဲမဟုတ်တဲ့လူသုံးကုန်စေဝါစားနပ်ရိက္ခာနဲ့အမျိုးမျိုးသောဒီတခုရေတခါရသုံးပစ္စည်းတွေကိုတည်ဆောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လိတ်သူရာလိုဒီမော့ဆိုးလမ်းကိုမထိန်းချုပ်နိုင်သေးသေးကတော့ KNDF နဲ့အပေါင်းပါတွေ NUG လောက်ခံ PDF တွေအင်းလေးဖေကွန်ပင်လောင်းမှာရှိနေရှမ်းတောင်ပြည်ဟာတက်ကအပွဲတွေဥမာပြောရလို့ရှိရင် NUG လောက်ခံ PDF အဖွဲ့တွေဖြစ်တဲ့တထောင်တဲတထောင်နဲ့တထောင်တုံးတထောင်လေးတထောင်ကတထောင်ကျောက်ကနေတထောင်ကိုဒီရှိရရှမ်းတော်အဆက်ကဒီဟာအဖွဲ့တွေဒီအဖွဲ့တွေကဆက်လက်ပြီးတော့သဆိုးရှင်နေဦးမှာပဲဖြစ်ပါတယ်။မျိုးဝော်တွေထိန်းချုပ်ထားရုံနဲ့ကျွန်တော်တို့ရဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကတော့သိမချရသေးဘူးဖြစ်ပါတယ်။အကြမ်းဖက်သမားတွေကိုလက်နဲ့ဖက်သိမ်းနိုင်တဲ့အထိတိုက်ထုတ်သွားနိုင်မှလက်နဲ့ကင်ဆွဲရေးလမ်းစဉ်လက်နဲ့ကင်တော်လန်ရေးကိုလုံးဝဆွန့်ခွာသွားပြီးဆိုမှသာဒေသရင်းတည်ငြိမ်အေဂျင်ကြီးကိုရဲ့ရွာတည်ငြိမ်အေဂျင်ကြီးကိုဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိခင်ချင်းမှာတော့ဒီရွေးကောက်ပွဲကျင်းပမဲ့နေရာတွေကိုဒေသတွင်းပြည်ရဲ့အရေးအယံဦးစားပေးဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ရွေးကောက်ပွဲအလွန်ကာလရွေးကောက်ခံအစိုးရလက်ထက်မှာအကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီးတိုင်းဒေသလက်နက်ကအမိခံတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့အလားအလာမျိုးတွေကိုတော့မြင်တွေ့နေရပါတယ်။ဒါလည်းဆိုရင်တချို့ဒီစစ်မျက်နှာတွေတချို့တိုင်းဒေသလက်နက်ကအမိခံထားတဲ့အဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုပြန်ကြည့်ရင်လက်ရှိအခင်းချင်းမှာလက်ခဲတဲလည်းဖြစ်နေသေးရရှိပါတယ်။အဲနောက်ထပ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပြောင်းစုလက်မကြီးတို့မှာရှိနေတဲ့ ဒီကော့ဂရိတ်တုံတို့မြောက်ရီနံပိုင်းကြီးကိုလည်းတမတော်ကထင်းချုပ်ထားပြီဆိုပေမဲ့မြောက်ဘက်မှာရှိနေတဲ့မိဖာလည်းဒီနဘူးတိုက်နဲ့ပတ်ဝန်းကျင်မှာဂျက်ဖက်သမားတွေစုဖွဲ့နေသေးပဲဖြစ်ပါတယ်ဒီနေရာမှာ KNL PC ဆိုရင်လည်းငင်းငင်းရေးကိုအကာအကွယ်ယူ NCA ကိုခွာခံပြီးတော့အကြမ်းဖက်သမားတွေကိုစုဖွဲ့ပေးထားတယ်အကြမ်းဖက်သမားတွေကိုခိုးလုံဝင်ပေးနေပါတယ်ဒါကဒီကရားပြည်နယ်မှာရှိနေတဲ့ KNP တစ်ကလုံလုံနေတဲ့ပေါင်းရင်းမှုတွေနဲ့တော့ခက်ဆင်ဆင်တူပါတယ်ဆိုတော့ဒီချိုးကိစ္စတွေမှာနေနေကတရင်တက်ဖွဲ့တွေကပဲ စီအရာလိုအပ်ချက်ရှိနေတာလားစီအမြင်မရှိတာလားဒါမှမဟုတ်ဝေကြည်စမ်းမှန်ထားသလားဖရဲသီးတွေဖြစ်နေတာလားဆိုတာကိုလည်းကျွန်တော်ဆက်လက်ဆောင်ရမ်းဖော်ထုတ်သွားဖို့လိုပါတယ်ဖရဲသီးဆိုတဲ့ကဏ္ဍမှာတော့ကင်းအမြင်ကတော်တော်လေးနာမည်ကြီးတယ်လို့ဆိုရမှာဖြစ်ပါတယ်နဘူးတိုင်းနယ်မှာရှိနေတဲ့နေပြည်တော်တရင်တပ်ဖွဲ့တွေအနည်းဆုံးမှာစီရီယန်တွေကိုထောက်ပံ့ပေးခဲ့တယ်ဒလန်ကောင်းစင်တက်ပြီးတော့တပ်ဖြတ်မှုတွေပြုလုပ်ပေးခဲ့ပြီးတဲ့အကြမ်းဖက်တွေကိုယ်တိုင်တဲ့ရဲ့ရှေ့မျက်ဆောင်ထိုးလောက်နေရာတွေမှာတိတ်ကြီးတွေလာဖွင့် KNL PC ဗစ်စိတ်တက်ထားပြီးတော့တက်ရဲလှုပ်ရှားမှုတွေအားလုံးကိုစောင့်ကြည့်ရင်လည်းတက်မော်ရဲ့စိတ်ရဲလှုပ်ရှားမှုတွေကိုကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်မယ်တောက်ရှက်မှုတွေပြုလုပ်တာတွေအထိမီနီကက်ကက်စောင့်ရနေတာတွေကိုနေမီကန်တိုက်ရင်တက်ဖွဲ့တွေကအရေးယူနိုင်ရင်ဖန်ဆင်းနိုင်ရင်တက်ခန့်နိုင်ရင်ရှင်းလင်းနိုင်ရင်ရှိသေးတာမျိုးတွေလည်းတွေ့ရပါတယ်ဆိုတော့လက်ရှိအခင်းချင်းကိုပြန်ကြည့်ရင်ပြင်းပြင်းနဲ့ရောတင်းရနီပြင်းနဲ့ခရီးပြင်းနဲ့ရောအခင်းချင်းကတော့ဆောင်ရွက်နေတဲ့အဖွဲ့တွေကရေကုန်ရေကန်ထိုးစစ်တင်တိုက်ခိုက်နေပြီမဲ့တချို့နေရာတွေမှာဟာခွက်တွေရှိနေတာကိုမြင်တွေ့ရပါတယ် ဒီလိုဟာခွက်တွေရှိနေတဲ့ရေကတော့တက်တော်ရဲ့နေမရှင်လေးဆောင်ရွက်မှုတွေကအိပ်ပေါက်နဲ့ဖားကောက်နေရတဲ့ပုံစံမျိုးတော့ဖြစ်နေအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းတက်တော်ရဲ့အကြီးအကဲတွေလက်ရှိနိုင်ငံရေးအခင်းချင်းနဲ့ပတ်သက်ပြီးတော့စစ်ရေးနဲ့နိုင်ငံရေးကတပြိုင်နက်တည်းဖြစ်ဖြစ်ချင်းရွေရှားနေတာဖြစ်တဲ့အတွက်ရေကောက်ခွက်အလွန်ကာလတွေနဲ့ချိန်ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။လက်ရှိရာသီနယ်ရဲ့အခင်းချင်းကိုပြန်ဆက်ရရင်တော့ KNDF နဲ့အပေါင်းပါတွေသွာလာခွင့်ကန့်သက်လိုက်ပြီးဆိုရင်မကြခင်ဂျပန်အတွင်းဒီဒေသဒီမြို့တွေကိုတက်တော်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။ ။အဲကြောင့်လဲဆိုရင်မိုးပြဲကနေစုပ်ခွာမဲ့အဖိုးတွေကမိုးပြဲလိုက်ကိုလမ်းပိုက်မိုးပြဲနမ်းမဲ့ကုံလမ်းပိုက်ကိုသွားလာကြံတန်းတက်ပြီးတဲ့နောက်မိုးပြဲကိုလက်လွတ်ခဲ့။အဲဒီနောက်နမ်းမဲ့ကုံဒီမော့ဆိုလမ်းပိုက်ဒီမော့ဆိုဒီလိုက်ကိုလမ်းပိုက်ကိုလည်းသွားလာကြံတန်းတက်ပြီးတဲ့နောက်ဒီမော့ဆိုမျိုးကိုတမတော်ကထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။အခုလည်းဘောလခဲနဲ့ပြူဆိုကြားမှာရှိတဲ့လမ်းပိုက်ပြူဆိုထားလဲနမ်းဖဲဘောလခဲလမ်းပိုက်ကိုသွားလာကြံကန့်တက်လိုက်တာဖြစ်တဲ့အတွက်မကြခင်ရပ်ပိုင်းအတွင်အကျန်းပတ်သမားတွေဒီလမ်းကြောင်းမှုကနေသုတ်ခွာရရမယ်အခြေအနေမျိုးရှိပါတယ်။ သူတို့မျိုးကိုလည်းဂျမ်းဘက်သမားတွေထိန်းချုပ်ထားတာမဟုတ်လို့ပေါ့လေကဲမျိုးကိုဂျမ်းဘက်သမားတွေထိန်းချုပ်ထားတာလည်းမဟုတ်ပါဘူး။နေမီကန်တရင်တက်ဖွဲ့တွေနဲ့တန်းမြစ်လေးချင်းအကြောင်းတွေရှိနေတယ်မှာ cross shape ကနေခြေစစ်ဆင်လာတဲ့တက်မတော်စစ်ကြောင်းတွေက KNY ပြည်နဲ့ကရဒေတာရဲ့တောင်ဘက်ချမ်းအထိလာရောက်ဆိုးမိုးသွားမလားနေမီရှင်လေးဆောင်ရွက်သွားမလားမော်ချီဒေတာကတက်ထုတွင်နေအထိဂျမ်းဘက်သမားတွေရဲ့ရေတောင်းမျိုးကိုဖျက်တော့သွားနိုင်မလားဆိုတာတွေကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။ဒီနေ့မှာ KNY ပြည်နဲ့ပတ်သက်ပြီးတင်ဆက်ရရင်တော့ပိုင်းနှစ်ပိုင်းကကြံနေသေးပါတယ်။ အဲ့ဒီနှစ်ပိုင်းကတော့ကရားပြည်နယ်မှာရှိတဲ့ကရင်နေရက်နက်ကန်အဖွဲ့တွေအဓိကစုဖွဲ့နေတဲ့ဖေခုံမိုးပြည့်ရဲ့အနောက်ကလက်အိတ်လက်ဒိတ်ပီကင်းဒေသတွေကိုအမုံမချေနိုင်သေးတဲ့အရန်ဖက်သမားတွေကလူဆန်းအရင်မြေလက်နဲ့ခေရန်မဟုတ်တဲ့လူသုံးကုန်ပစ္စည်းနဲ့စေဝါးတွေကိုအသုံးပြုပြီးပြန်လည်နလန်ထိုးကြိုးစားနေတယ်ရှိပါတယ်။နောက်ထပ်တစ်ခုကတော့ဒီကရင်ပြည်နယ်မှာရှိနေတဲ့အကြမ်းဖက်တွေရဲ့အခြေတောင်းမြင်ဖြစ်ပါတယ်။မော်ချီဖားဆောင်မှာရတဲ့တွင်ထွက်တဲ့အန်ဇာတာတွေကိုရွာတိကနေတဲ့ဆင်ထိုင်းနိုင်ငံဘက်ကိုတရားမဝင်မောက်ခုံမှုတွေနဲ့ တပိတ္တိုင်ဘက်အများပြားရရှိပြီးတော့ပေါင်ကိုတွင်းနေကြတာရှိပါတယ်။ဒါတွေကိုမရဲတက်နိုင်တဲ့ရေးဆိုတော့ KNDF နဲ့အပေါင်းပါတွေကတစ်ဖက်ကလက်နက်ခရင်ဖြည့်စင်းမယ်။တောင်ငူလက်တူလက်မိုင်းကနေစားနေရေးကနေစေဘွားတွေကိုဖြည့်စင်းနေကြအောင်ပါပဲဖြစ်တဲ့အတွက် KNDF ရဲ့တရားပြည်နယ်ရဲ့စစ်ရေးအခြေအနေကတော့လက်ရှိအခင်းချင်းမှာလက်ခဲတဲလဲလို့ပဲဆိုရမှာဖြစ်ပါတယ်။တိုက်ပွဲတွေပေါ်ဆောင်နေတယ်တိုက်ပွဲတွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်ပဲဖြစ်ပါတယ်။ခက်တာကကြားပြည်နယ်မှာတက်မလို့နေတဲ့အတူနေနေရှင်းနေဆောင်ရင်းမဲ့ ကိုဒေတာကိုရဲ့ရော်ကိုချစ်တဲ့ကြားလူမျိုးတွေမရှိတာကအင်မတန်ဆိုးရွားပါတယ်။ဘာကြောင့်လဲဆိုရင်ရှန်ကန်ရနေတဲ့အနီးကဒေတာတွေကိုလင်းလင်းမြန်မြန်နဲ့အကျဉ်ဖက်သမားတွေကိုတိုက်ထုတ်နိုင်ခဲ့တာကဒေတာကပအိုးလူမျိုးတွေဒီအတော်အမျိုးသားကောင်းဆောင်ကြီးဦးအောင်ခန့်ဒီဦးဆောင်တဲ့သူ့ရဲ့အဖွဲ့တွေရဲ့တက်မတ်စစ်ကြောင်းတွေနဲ့နေရှင်တွေပူပေါင်းဆောင်ရွက်မှုတွေကြောင့်တော်တော်လေးခရီးရောက်ခဲ့တယ်။ဒေတာရင်းဒီငင်အေဂျင်ကြီးကိုအများကြီးဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကြားပြည်နယ်မှာကြတော့အဲ့လိုမဟုတ်တော့ပြီးခဲ့တဲ့1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းကရှိနေတဲ့ကာလာလာတာကအဖွဲ့တွေ အခုနောက်ပိုင်းမှာပေါ်လာတဲ့ KA KNDF စတဲ့အဖွဲ့တွေဒီလိုမျိုးကြီးကရင်ပြည်နယ်ကရင်ပြည်သစ်ဆိုတဲ့ကရင်နေပြည်နယ်ထူထောင်ရေးဆိုတဲ့ခေါင်းစဉ်တွေနဲ့နိုင်ငံတော်ကိုရောတက်မတော်ကိုရောဆန့်ကျင်နေတဲ့အဖွဲ့တွေကြောင့်ဒေသတွင်းမှာတက်မတော်ရဲ့စီးရဲလှုပ်ရှားမှုကအကန့်အသတ်ရှိနေတယ်။ထင်သလောက်ခင်းမပေါက်တာလေးတွေရှိနေတယ်ဆိုတဲ့အခင်းချင်းကိုလည်းမြင်တွေ့နေရပါတယ်။ဒါကြောင့်အကြမ်းဖက်တွေတောင်မှနိုင်ငံတော်နဲ့တက်မတော်ကိုတစ္ဆာပေါက်ဖို့အတွက်လက်မကြည့်တဲ့အချိန်နိုင်ငံတော်နဲ့တက်မတော်ဘက်ကလည်းအကြမ်းဖက်တွေစုပွက်နေတဲ့အရင်းမြစ်တွေကိုကြာချဖို့တန်းတက်ဖို့ပိတ်ဆို့ဖို့တားဆီးဖို့ ခိတိယအောင်နဲ့ဆောင်ရွက်သွားဖို့လိုအပ်နေပြီဖြစ်ပါရှင်းပါတယ်အခုဘဒူတွေဗဒောင်းတွေကရဲနေကရောတွေရဲ့အဓိကအရင်းမြစ်နဲ့စုပွဲမှုကတည်ခင်းပတ်ဝန်းကျင်လက်ဤလက်တိန်ပတ်ဝန်းကျင်တွေဖြစ်တယ်ဆိုတဲ့အချက်ဒီနေရာတွေကိုကြိုတင်ကင်းထောက်တာတွေလက်ဥမှုရယူတိုက်ခိုက်တာတွေမပြုလုပ်နိုင်သေးတဲ့ရွေးကတော့အကြမ်းဖက်သမားတွေကထေခုံမိုးပြတဲ့ကြောကနေတော်အင်းရဲ့အရှိတ်မှာရှိနေတဲ့ဒေတာတွေအထိပြန်လဲစိတ်ဝင်ပြီးတော့လိုက်ကောကိုပါနှောက်ရက်ပူနေစီစဉ်နေကြပါတယ်မြို့တော်လိုက်ကောမှာကျောင်းနေတဲ့ကလူတွေပြန်ဖွဲ့နေပြီဖြစ်ပြီးတော့ရုပ်ောက်ဝယ်လဲကျင်းပါမှာဖြစ်ပါတယ် အကြမ်းဖက်သမားတွေအဓိကထားပြီးတော့ target ထားနေတာကလည်းရွေးကောက်ပွဲကိုနှောက်ယှက်ရေးပဲဖြစ်ပါတယ်ဒါကြောင့်အကြမ်းဖက်သမားတွေရဲ့အဓိကအရင်အနည်းကိုမဖြတ်တောက်နိုင်ဘူးဆိုရင်တော့လိုက်ကောမျိုးတွေမှာရှိနေတဲ့ရွေးကောက်ပွဲပြင်းပမဲ့နေရာတွေတရားပြည်နယ်မှာရှိနေတဲ့ရွေးကောက်ပွဲကျင်းပမဲ့နေရာတွေရဲ့လုံခြုံရေးကတော့စိန်ခေါ်ခံရမယ့်အခြေအနေမျိုးရှိပါတယ်ဒါကတော့အခုကြရားပြည်နယ်နဲ့ပတ်သက်တဲ့စည်ရေးသတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အလုံးထဲကမှချုပ်ပြီးတော့တင်ဆက်ရရင်မကြခင်တက်မတော်ချက်ချောင်းတွေကပေါ်လခဲအထီကိုတွားရောက်ပြီးတော့အွန်လိုင်း site တို့မှာဖြစ်ပေဆိုတော့ အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါမယ်။